။ဒေဂျင်တရားကိုကိုနဲ့အဝေးကြီးလို့သဘောထားရင်တတိတန်ဝေးကအားနေသွားတတ်ကြတယ်။တတိတန်ဝေးကအားနေသွားရင် လူသားတိုင်းမလုံးမဖြစ်လို့ရမယ်။အပမာဒလုပ်ငန်းတွေမှာခြိလှမ်းကြနေတတ်တယ်လီ။အပမာဒလုပ်ငန်းဆိုတာကအမြင်မမေ့တဲ့လုပ်ငန်းလို့အတိအပယ်ရတယ်။တခါတရံမှာတတိယမှလုပ်ရမယ်လုပ်ငန်းမျိုးမဟုတ်ဘူး။အမြဲတတိတရလုံနေရမယ့်လုပ်ငန်းပါအပမာဒလုပ်ငန်းက၄မျိုးရှိတယ်ဒါနအပမာဒသီလအပမာဒ တမထအပ္ပမာဒနဲ့ဝိပဿနာအပ္ပမာဒတို့ဖြစ်ကြတယ်လေဒါနအပ္ပမာဒဆိုတာကအမြဲတတိတယမမေ့တမ်းပြုလုပ်ရမယ်ပေးကမ်းမှုစွန့်ကျဲမှုလှူဒန်းမှုလုပ်ငန်းကိုဆိုလိုတယ်တိလာအပ္ပမာဒဆိုတာကအမြဲတတိတယမမေ့တမ်းပြုလုပ်ရမယ်ကိုနှုတ်ဆောင်ထိမှုကိုကျင့်တရားကောင်းမွန်စေမှုလုပ်ငန်းဖြစ်တယ်လေတမထအပ္ပမာဒဆိုတာကအမြဲတတိတယမမေ့တမ်းပြုလုပ်နေရမယ်စိတ်တည်ငြိမ်မှု စိတ်ဆူးဆိုင်မှုလုပ်ငန်းကိုဆိုလိုတယ်လေ ဝိပဿနာအပ္ပမာဒဆိုတာက အမြဲတတိတယမမေ့တမ်းပြုလုပ်ရမယ်ခန္ဓာဖြစ်စဉ်ဉာဏ်တက်ဝင်မှုတဘာဝအမှန်တရားကိုပိုင်းခြားသိမြင်မှုလုပ်ငန်းဖြစ်တယ်ဗျမှတ်သားရလွဲကူအောင်တနည်းပြောရမယ်ဆိုရင်တော့ဒါနအပ္ပမာဒဆိုတာကစွန့်လွတ်မှုလုပ်ငန်းတိလအပ္ပမာဒဆိုတာကစောင့်ထိန်မှုလုပ်ငန်းတမထအပ္ပမာဒဆိုတာစူးစိုက်မှုလုပ်ငန်းဝိပဿနာအပ္ပမာဒဆိုတာကစစ်ဆေးမှုလုပ်ငန်းတို့ကိုဆိုလိုတယ်အပ္ပမာဒလုပ်ငန်းဆိုတာက ဒီစလေးလုံးလုပ်ငန်းကိုဆိုလိုတယ်ဗျ။ဒါကြောင့်အခုကြီးနေကြတဲ့သူတွေလည်းဒါနတီလာတမထဝိပဿနာတရားတွေကိုပွားများအားထုတ်နိုင်တဲ့သူတွေဖြစ်ကြပါစေခင်ဗျာ။အမုန်းတွေနဲ့သာအဆုံးသက်သွားကြမှာလား။တယောက်ကိုတယောက်တနည်းနည်းတစ်ချိန်ချိန်မှာခွဲကြရမယ်။ဝေးကြရမယ်မှန်သိရတဲ့တယောက်နဲ့တယောက်အမုန်းတွေနဲ့ပဲအဆုံးသက်ကြတော့မှာလား။ရည်စက်ရှိလို့စုံစည်းခွင့်ရကြတာတငယ်ချင်းပဲဖြစ်ဖြစ်မိသားစုပဲဖြစ်ဖြစ် အတူရှိနေတဲ့အချိန်လေးမှာ တယောက်နဲ့တယောက်တံပိုးထားပြီးတော့ချစ်ချစ်ခင်ခင်နေသွားကြပါမရှိလို့လည်းအားမငယ်ပါနဲ့ရှိလို့လည်းမမထားနဲ့ကိုပိုင်ဆိုင်သမျှအားလုံးဟာထားခဲ့ကြရအောင်ပါလေချစ်ရတာလဲစိတ်ပင်ပန်းနေမုံရတာလဲစိတ်ပူလောင်ရတယ်အချင်းချင်းတွေကြားမှာကိုကိုကိုစိတ်ဆင်းရဲမခံပါနဲ့ပဝန်ချင်းဆိုတာကကို့အပေါ်မကောင်းတာလဲပြောမယ်ကောင်းတာတွေလဲပြောမယ်အဲ့ဒါတွေကိုစိတ်ထဲမထားပါနဲ့သူတို့စိတ်ထဲမှာဖြစ်နေတဲ့အချိန်လေးပဲ ချီးမွမ်းခြင်းကဲ့ရဲ့ခြင်းတွေနဲ့ဝေဖန်ကြတာပါငါမရှိရင်မဖြစ်ဘူးဆိုတဲ့အတွေးကိုလည်းမတွေးပါနဲ့ငါမရှိလေသူ့ဟာသူဖြစ်နေတာပါပဲသူမရှိရင်မနေတတ်ဘူးဆိုတဲ့သူတွေလည်းသူမရှိတဲ့အချိန်တွေကြာလာရင်နေတတ်သွားကြတာပါပဲချစ်စရာရှိရင်လည်းမစွဲလန်းပါနဲ့မုန်းစရာရှိရင်လည်းအရွယ်မတိုက်ပါနဲ့စိတ်ညစ်စရာရှိရင်လည်းဝမ်းမနေပါနဲ့ဒေါသဖြစ်ရင်လည်းမတုံ့ပြန်ပါနဲ့ထစ်ခနဲဆိုမျက်ရည်မကျပါနဲ့လူဘဝအခိုက်အတန့်လေးမှာ ယူတန်းရင်သင်ကန်းစာတွေအများကြီးပါပဲလောကကြီးမှာမင်းထက်တော်တဲ့သူဆိုတာမရှိဘူးမင်းထက်ကြိုးစားနေတဲ့သူတွေပဲရှိတယ်မင်းထက်အကြီးချင်းပြည့်စုံနေတဲ့သူဆိုတာမရှိပါဘူးမင်းလိုပဲကိုယ့်ရဲ့အကြီးချင်းတွေကိုပြည့်စုံလာအောင်ကြိုးစားနေတဲ့သူတွေပဲရှိတာလीမင်းတယောက်တည်းစိတ်ညစ်စရာတွေပျော်စရာတွေရှိနေတာမဟုတ်ပါဘူးမင်းလိုပဲစိတ်ညစ်စရာတွေနဲ့ပျော်စရာတွေရဲ့ကြားမှာအဆင်ပြေအောင်နေနေရတဲ့သူတွေကြည့်ပါပဲမင်းတယောက်တည်းမျက်ရည်ကျဘူးတာမဟုတ်ပါဘူး လူဆိုတာကမွေးကလေးကအငုံနဲ့စပြီးတော့အငုံနဲ့အဆုံးသက်ကြတာတဘာဝပါပဲမင်းတယောက်တည်းကြာရှုံးဖူးတာမဟုတ်ပါဘူးဘဝမှာရှုံးနေခြင်းဆိုတာကို လူသားတိုင်းခံစားပူကြတာကြီးပါပဲမင်းတယောက်တည်းဖြစ်ချင်တာတွေဖြစ်ခွင့်မရခဲ့တာမဟုတ်ပါဘူးလူသားတွေထဲမှာကိုဖြစ်ချင်တာကိုဖြစ်ခွင့်မရဘဲနဲ့တည်ဆုံသွားကြရတဲ့သူတွေအများကြီးရှိပါတယ်ဒါကြောင့်မင်းပါလို့အားငယ်နေမှာလဲမင်းပါလို့စိတ်တက်ကြနေမှာလဲမင်းပါကြောင့်တွေ့ဝေနေမှာလဲ မင်းဘာကြောင့်စိတ်ညစ်နေမှာလဲမင်းဘာကြောင့်ကြောက်ရွံ့နေမှာလဲဘဝရဲ့စိန်ခေါ်မှုတွေအောက်မှာဘယ်တော့မှဒူးမထောက်လိုက်ပါနဲ့မင်းအမေကဘဝကိုအရှုံးပေးဖို့အတွက်မင်းကိုအသက်နဲ့ရင်းပြီးတော့မွေးခဲ့တာမဟုတ်ပါဘူးဒါကြောင့်အခုချက်ချင်းမင်းမျက်ရည်တွေကိုတုပ်လိုက်ပါ မနှက်ပြန်တိုင်းဟာမင်းအတွက်ကံကောင်းခြင်းတွေစီးကျူနေတယ်လို့ယုံကြည်ပြီးတော့မင်းကြိုးစားလိုက်စမ်းပါမင်းလဲလူပဲတခြားသူတွေလဲလူတွေပါပဲလူဆိုတာကမျောလင်းချက်တွေနဲ့အသက်ရှင်နေတဲ့သူတွေဆိုရင် ကိုယ့်ရဲ့မျှော်လင့်ချက်အိမ်မက်တွေကိုတကယ်ဖြစ်လာအောင် လုပ်နိုင်တဲ့သူရဲ့မလုပ်နိုင်တဲ့သူရဲ့ပဲရှိတာပါအိမ်မက်တွေကြားမှာနိုးမထနိုင်ပဲတန်တရားလိန်နေတဲ့သူတော့မင်းမဖြစ်ပါစေနဲ့နော်